ပေါ်သူနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေခုနှစ်နှစ်တော်အတွက်မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိတယ်ရေမှန်းချက်တွေအောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လို့သမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကာလအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့ အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ်နေရာသစ်ဝိဉ္ဇဉ်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလိမ့်မယ်အလူဒါနမထင်မှတ်ပဲပြုရလိမ့်မယ်ဆောင်ရွက်တဲ့ကိစ္စရဲ့ကံကြိုးပေးမှုကိုတည့်နေမှာကြုံမယ်အရာရာကောင်းသောနေထိုင်ရှိမယ်နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်မတော်တဆတိကံဝန်ဒီကယူဆက်ရမယ်အရှိရကုန်ဒီသွားစရာတွေရှိတတ်တယ် မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွေသတိထားမယ်သောရနေ့အရာရာကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်ရည်မှန်းချက်စစ်တွေကိုလည်းတွေ့ကြိုးပြနိုင်တယ်ဆောင်ရွက်လို့ကြိုးရှိမယ်လေးရနေ့မှာအပြိုင်ဆိုင်မှသမျှောက်ကျော်သွားပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုရမယ်ဝေချိခံကောင်းမယ်ငါးရနေ့ကသူများပြဿနာကိုပြဿနာ ဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်၆ရနေ့ဘလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်မြတ်တရားရေးစမ်းပွင့်နိုင်မယ် မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျိုးကောင်းသောသတင်းတိုးတက်မှုသတင်းရှိပြီ။ခုနှစ်နှစ်မှာပထမဖက်အပြောင်းလဲတွေရှိလာမယ်။ခီးကောင်းနေမယ်။ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းချိုးဖိခြင်းကိုကြုံမယ်။တနည်းလာနေကနေဗုဒ္ဓနဲ့ဝေးစုတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြလိမ့်မယ်။တနည်းကတွေနဲ့စင်နေဝေးစုများကြောင့်စိတ်နောက်ရှိတဲ့ရှိရလိမ့်မယ်။တတိထားပြီးဆက်ဆံရမယ်သူတို့ကို။တလေကိုကနံချိုးပေးတယ်အဝါလိမ်မွှေရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တွေးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ April တရက်နေ့မနေ့9နိုင်အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်7ညတည်းလောရဆူတောင်းဆူတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကတည်းက စနေတဲ့ကြသုံးတယ်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီးကိုအောင်မြောင်စောင်းရနိုင်ပြီ။ကျေးဇူးတင်ပါတယ်။